မှတ်တရတော့အများကြီးပဲဟိုအကိုနဲ့အတူလုပ်လုပ်ခဲ့ရတယ်ကဟိုဘယ်လိုပြောမလဲဟိုပင်မန်းတာရှိတယ်မပင်မန်းတာရှိတယ်နေရီသွားရတယ်အဲ့လိုပေါ့ဟိုကျွန်တော်တို့တွေကဘယ်လိုဆိုတော့အကုန်လုံးညီကိုတွေလိုပဲဟိုဖြစ်တယ်လို့သွားဖြစ်တယ်လို့ရိုက်ပေါ့ဟိုဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတော့မရှိပါဘူးဝမ်းသာပါတယ်အကိုကတော်တော်များများဟိုကောင်းပါတယ်ကောင်းလို့ဆိုတာကျွန်တော်ဇက်ဝင်ကန်နဲ့လိုက်တဲ့နေရာမျိုးတွေအကိုကလိုက်ရတာဟိုတွေ့တဲ့နေရာမျိုးမရဘူးဟိုဒီဇက်ဝင်ကန်ရှမ်းပြည်နဲ့လိုက်ရင်ရှမ်းပြည်မှာသွားရတယ်အညာမှာဆိုရင်အညာမှာရိုက်တယ်အကိုကအလုံးနဲ့ပတ်သက်လာရင်တော်တော်စီကန်းရှိတယ် ဟိုကျွန်တော်တို့တော့မရဘူးဟိုနည်းနည်းလေးလွဲချော်တာနဲ့အစုခံပြောခံကျွန်တော်နာမည်ရဝင်းဖြစ်ပါတယ်ကျွန်တော်နာမည်စီတူဝင်းတို့ဖြစ်ပါတယ်ကျွန်တော်နာမည်ခံလို့လာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ channel 24ရိုက်တဲ့နယ်လေတိုင်းမှာဒီဇလန်းတွေမှာဟိုသူတို့ပေါ့ဒဲလန်တွေကိုဟိုတိုင်းတင်ပြပေးတဲ့ညီပြတယောက်ဖြစ်ပါတယ် ်ဟုတ်ကဲ့ဒါကျွန်တော်တို့ဒီဟာပေါ့နော် ကျွန်တော်တို့ဒီနှစ်လပိုင်းကျွန်တော်တို့74မှာဒီမဲလက်တိုင်းလေးမှာ casting ခေါ်တယ်ကျွန်တော်တို့ဝင်ပြိုင်တယ်ဝင်ပြိုင်ပြီးတော့ဟောဝင်ပြိုင်ပြီးတော့ကျွန်တော်တို့ဒီတိရုပ်ဆောင်တင်လန်းကိုကျွန်တော်လူရှင်ဖြစ်တင်ရှင်မှာတလားတက်ကြတယ်တလားတက်ပြီးတော့ကျွန်တော်တို့ဒီ final တင်လန်းကိုဆရာရဝင်တဲ့သူဟောတဲ့ဆရာမင်းစော်လေးကနှစ်ယောက်နေပြီးကျွန်တော်တို့ final တင်လန်းနှစ်လအားလုံးပေါင်း3လတင်ပေးတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုပါကျောင်းရောကျောင်းကဒါပထမဆုံးပထမဆုံးကားလေးဖြစ်ပါတယ်။ဟိုပထမဆုံးခြေလှမ်းလေးဖြစ်ပါတယ်။ကိုယ့်ရဲ့ ။ဒီမောင်ဆုံးစကားဆိုတော့နည်းနည်းရှင်းလဲဖို့ပါစေုံစိတ်ဝင်သွားပါ။တိုးတော့တိုးဆောင်ဖြစ်ရှင်လို့ပါ။ဒီလိုပဲလား။ဟုတ်ဒီလိုပဲကျွန်တော်ကကြတော့ဒီဒီ fighting ဟာကိုကျွန်တော်တို့သဘောကျတယ်နော်။ကျွန်တော်တို့ငငယ်လေးတုန်းကဆိုရင်ကျွန်တော်တို့ဒီ state တောင်းတော့ပွားဆိုကျွန်တော်တို့တငယ်ချင်းတွေအဲ့လိုချလာပြီးဘာတွေညာတွေရှိရဲပြီးတော့ဒီတိုင်းကားတွေပါတယ်ဆိုတော့ကျွန်တော်တို့တေုပ်တိုင်းကားတွေပါဆိုကျွန်တော်တို့ဝါသနာပါတယ်။အဲ့လိုမိစ္ဆာမောင်းပြီးတော့ကြည်ကြံနေပါတယ်ရှိတယ်။အဲကြောင့်မလို့ဒီ question ခေါ်တဲ့ချိန်မှာကြတော့ကျွန်တော်က အဲလုံးဝစိတ်ပါဝင်စားပြီးတော့ဝင်လျှောက်တာခင်ဗျဟုတ်ကဲ့အဲဒီကနေပြီးတော့စင်းတစင်းအရွေးခံရတာပေါ့နော်ပြီးတော့မှဒီလိုဒီတင်းနှန်းကိုဆီဆီယာရုံနဲ့ဒူတင်ကြပြီးတော့ထပ်ပြီးတက်ရတာခင်ဗျဟုတ်ကဲ့ဟိုအားရပါတယ်အခုလာတင်တဲ့ဟို channel 24ကသူတို့ယူထားတဲ့23ယောက်23ယောက်လုံးကဒီအားကျွမ်းမှန်တဲ့လိုက်လောက်ကြပါတယ်ဟိုသူတို့အားလုံးကောင်းကြပါတယ်အဓိကတော့သူတို့ fighting သင်ပေးတယ်ဆိုတာဟိုပေါ့လက်ဝဲထိုးပညာသင်ပေးတာပေါ့ကျွန်တော်ဒီရုပ်ရှင်ရိုက်ဖို့အတွက်ဒီ fighting ပညာပေါ့အဲ့ဒါသူတို့သင်ပေးတာ မစိုးပါဘူးယောက်ျားလေးတွေမိန်းကလေးတွေအကုန်လုံးဒန်းတူတင်ပေးတယ်သူတို့တွေအကုန်လုံးလိုက်လို့ကြတယ်ဒီငယ်လုံးကတော့ကုတေထုတ်နိုင်ကားတွေကိုပြည့်ဖြစ်တယ်ဗျဟိုကြည့်ပြတော့ဒီကျွားဒီရန်ကုန်လာရောက်လာတဲ့အချိန်မှာကျွားဒါနဲ့တင်တန်းတွေပါပဲတက်ဖြစ်သေးရအဲ့ချိန်မှာကုနေထုတ်နိုင်အောင်ကစင်ဖော်ပြီးပါကြလို့ကြိုးစားကြရတယ်တော်တဲ့ဝင်ကြိုင်ဖြစ်လာခဏကြောက်တော့သူတို့နဲ့အတူတူတွေ့တိုးဆောင်ပါနည်းနည်းတော့ရှိန်ရဗျ တိုင်းတို့ပြန်ယူတော့ဟိုအတင်းမပြန်ရဘူးပြအမဟုတ်ပါဘူး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 အဲ့လိုတောက်လျှောက်ဘူးတောက်လျှောက်ပေါ့နောက်ထပ်နောက်ထပ်နောက်ထပ်ရိုင်းမဲ့နောက်ကားလေးမှာတောက်လျှောက်လုံးမဲ့ဒါအခုကဘယ်လိုလဲဆိုတော့ဒီဇလန်းတွေကသူတို့အတွက်အာစန်းသက်ကာလာပေါ့စန်းသက်ကာလာသူတို့အဆင်ပြေမပြေဘူးဆိုတာနောက်မှသူတို့ပြန်ပြီးတော့ဟိုအပေါ်လူကြီးတွေကစီးဆက်သွားမှာအမှတ်တရတော့အများကြီးပဲဟိုအကိုနဲ့အတူလုပ်လုပ်ခဲ့ရတယ်ကဟိုဘယ်လိုပြောမလဲဟိုပင်မန်းတာရှိတယ်မပင်မန်းတာရှိတယ်နေရီသွားရတယ်အဲ့လိုပေါ့ ဟိုကျွန်တော်တို့တွေကပြောရတော့အခုတော့ညီကိုလေးလိုပဲဟိုဖြစ်တယ်လို့သွားဖြစ်တယ်လို့ရိုက်ပေါ့ဟိုဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတော့မရှိပါဘူးဝမ်းသာပါတယ်ဝမ်းသာတယ်ဆိုတော့ကျွန်တော်ကအရှင်ဝါသနာပါတာကျွန်တော်ကကျန်တဲ့အလုပ်မလုပ်ဘူးဒီရုပ်ရှင်ပဲရိုက်တာဟိုရင်ဂျွန်ကိုခေတဲကွာကျွန်တော်ဂျွန်ကိုမင်းသားစားဖြစ်တယ်ကွာဂျွန်ကိုနဲ့တောက်လျှောက်နောက်ဆုံးဂျွန်ကိုတည်တဲ့အထိဟိုတောက်လျှောက်ပေါ့ဟိုဂျွန်ကိုရဲ့ဖိုက်တင်နေပါတယ်ထရိနာပဲကျွန်တော်လုပ်ခဲ့တာဟိုခုနှစ်နှစ်ကားတော်မြန်မာပါတယ်တော့ထရိနာလုပ်ခဲ့တာအခုတည်းသူတို့ထပ်ပြီးတော့ဟိုထပ်တင်ပေးရတော့ဝမ်းသာပါတယ်ရှိပါတယ်ဟိုအဲ့ဒါတော့ဘယ်မင်းသားနဲ့မဆို ပေါ့။ accident တော့ဖြစ်ပါတယ်။ကိုယ်တိုင်နဲ့ပါပါပါ။ဒီကုဇလန်တွေမှာကျွန်တော်လည်းပါတယ်။ဘာလို့သူတို့လည်းတောက်လျှောက်ကျွန်တော်တို့မျက်စိအောင်ပါတယ်ရှိတာဟုတ်။ရှိတော့ဒီကတော့အကောင်းဆုံးကားဖြစ်မယ်လို့ယုံကြည်ပါတယ်။ဝမ်းသာပါတယ်။အကိုကားတော်တော်များများဟိုကောင်းပါတယ်။ကောင်းလို့ဆိုတာကျွန်တော်ဇက်ဝင်ကန်နဲ့လိုက်တဲ့နေရာမျိုးတွေအကိုကလိုက်ရတာ။ဟိုတွေ့တဲ့နေရာမျိုးမရဘူး။ဟိုဒီဇောင်းဝင်ကန်ရှမ်းပြည်နဲ့လာရင် ရှမ်းပြည်မှာသွားရတယ်အညာမှာဆိုရင်အညာမှာရိုက်တယ်အကိုကအလုံးနဲ့ပတ်သက်လာရင်တော်တော်စီကန်းရှိတာ ဟိုကျွန်တော်တို့တော့မရဘူးဟိုနည်းနည်းလေးလွဲချော်တာနဲ့အစုခံပြောခံအဲကျွန်တော်သဘောကျတယ်သဘောကျတယ်ဆိုအချိန်တိကျတဲ့ဟာလေးသဘောကျကျွန်တော်တို့လည်းအချိန်ကိုတိကျကျလေးကြောင်းသွားတယ်အဲပြီးတော့ကိုကလေးသုံးမပြောဆိုတာလေးလည်းရှိပါတယ်ဘာဖြစ်နာကန်းပါလို့ဒါအကိုစီနီယာဖြစ်တဲ့အတွက်လက်ခံပါကြဆရာကလည်းကျွန်တော်အကိုစီနီယာဆရာဖြစ်တဲ့အတွက်ကျွန်တော်လက်ခံပါဆရာတို့ဘာပြောလို့လက်ခံပါသူကပဲဒီဝက်ဆရာကြီးသတ်မှတ်ထားတဲ့စီကံလေးကိုလိုက်တာပေါ့ဒီဇလန်ဒိုလေးထွက်လာရင်ဟိုပိသက်ကြီးအားပေးပါလို့မိသားရခိုင်ရပါတယ်